အာသူဒီလိုခင်မွန်းတဲ့မျိုးတကယ်ကိုတော့အာ romantic တွေအရင်ပေးတတ်တဲ့ခင်မွန်းတဲ့မျိုးအာကျွန်တော်တို့ Facebook တွေပေါ်မှာပြထားတဲ့တချို့ခင်မွန်းတဲ့တွေเนาะအာအရင်ကိုကျင်နာယူရပြတဲ့ပုံစံကျွန်မယောက်ျားတော့ဒီလိုဖြစ်ပါတယ်ဆိုရအကျွားတွေကိုကျွန်တော်တို့တွားကြည့်ပြီးတော့ငါရဲ့ခင်မွန်းတဲ့လေအဲ့လိုလုပ်ရင်တိတ်ကောင်းမှာပဲဆိုရအတွေးခုံဖေးပါဘာဖြစ်လို့ကျွန်မအဲ့လိုဖယ်ခိုင်းလဲဆိုတော့အဲ့လိုစိတ်ကူးရင်နေတပြည့်တဲ့ရဲ့ခင်မွန်းတဲ့အစ်စ်အမှန်ဟုတ်တဲ့အရာကိုတင်ရမမျော်လင့်မင်းနဲ့ အတုအယောင်ဖြစ်တဲ့အရာတခုသင်မျှော်လင့်တဲ့အခါမှာတင့်ကိုအတုအယောင်နဲ့မာနကလာပြီးတော့မြားခွန်ရင်တင့်အတွေးခေါ်ဟာအပြစ်နဲ့ဆိုင်တဲ့အရာကိုဥတည်နေတဲ့အတွက်ကြောင့်မလို့မာနက်ဆွဲခေါ်တဲ့အရာနောက်ကိုပါသွားနိုင်ကြအောင်ရှိအဲ့အထဲမှာပဲအဲ့အတွေးခေါ်ထဲမှာပဲဖောက်ပြန်ခြင်းဆိုတာဝင်လာတာဒါကြောင့်ဒီမှာတစ်ချက်ကလေးကျွန်မပြောချင်တဲ့အရာကဘာလဲဆိုလို့ရှိရင်လင်မယားနှစ်ယောက်မှာအတသားတကူတွေဖြစ်ဖို့ရတဲ့အတွက်ရှောင်ရှားမယ်အတွေးခေါ်တချို့နဲ့စကလုံးတချို့ကျွန်မထပ်ပြီးတော့ ပြောပြခြင်းပါတယ်အဲ့ဒါကပထမတစ်ခုကဘာလဲဆိုတော့ငါတို့နှစ်ယောက်ကွဲမယ်ဆိုတဲ့စကားကိုခင်မွန်တဲ့ဘက်ကတော့လည်းကောင်းဇနီးတဲ့ဘက်ကတော့လည်းကောင်းလုံးဝမပြောဘူးဆိုရယ်ဆုံးဖြတ်ချက်ချဝင်တယ်ဖြစ်တယ်ဘလို့ပဲစိတ်အနှောက်ယှက်ဖြစ်လာပါစေဘလို့ပဲအဲဒေါသထွက်မှုတွေဖြစ်လာပါစေနားမလည်နိုင်မှုတွေဘလောက်ပဲရှိလာပါစေဘယ်တော့မှဒီစကလုံးကိုမတုံးဘူးဆိုရယ်ဆုံးဖြတ်ချက်ကိုချပါအကယ်၍သင်ဟာယုံကြည်သူတယောက်အနေနဲ့သင်အဲ့ဒီစကလုံးကိုသင်သုံးလိုက်ပြီဆိုရင် ဘသူ့ကိုနေရာပေးလိုက်ပြီးတော့လမ်းဖွင့်ပေးလိုက်တာလေဆိုတော့မာနက်ကိုလမ်းဖွင့်ပေးလိုက်တာဖြစ်တယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့အိမ်တော်မိသားစုထဲမှာမာနက်ဝင်ရောက်ပြီးတော့ချေလှလို့မရတဲ့ဖယားသခင်ရဲ့တဒံတော်နဲ့ညီတဲ့အိမ်တော်ရေးဖြစ်ဖို့ရဲ့အတွက်အခုနငါနှစ်ကိုကွဲမယ်ဆိုတဲ့စကားလုံးကိုဘယ်တော့မှမပြောပါနဲ့။နောက်ထပ်ဒုတိယတစ်ချက်အတွေးခေါ် အတွေးခေါ်ကပါလဲဆိုတော့တခါတလေကိုယ့်ရဲ့ခင်မွန်းတဲ့အပေါ်မှာကိုအားရခြင်းနှမှုမရှိတဲ့အခါမှာရုပ်ရှင်ကားတွေကနော်အိမ်အောင်ရေးတွေထဲမှာသွားပြီးတော့အာသူဒီလိုခင်မွန်းတဲ့မျိုးတကယ်ကိုနော်အာရိုမန်တစ်တဲ့အရန်ပေးတတ်တဲ့ခင်မွန်းတဲ့မျိုးအာကျမတို့ Facebook တွေပေါ်မှာပြထားတဲ့တချို့ခင်မွန်းတဲ့တွေနော်အာအရန်ကိုကျင်နာယူရပြတဲ့ပုံစံကျမယောက်ျားတော့ဒီလိုဖြစ်ပါတယ်ဆိုရအကျွားတွေကိုကျမတို့သွားကြည့်ပြီးတော့ငါ့ရဲ့ခင်မွန်းတဲ့လေအဲ့လိုလုပ်ရင်တိတ်ကောင်းမှာပဲဆိုရအတွေးခုံဖေးပါ ဘာဖြစ်လို့ကျမအဲ့လိုဖယ်ခိုင်းလဲဆိုတော့အဲ့လိုစိတ်ကူးယဉ်နေတဲ့ပြည့်တဲ့ရဲ့ခင်မွန်းတဲ့အစ်စ်အမှန်ဟုတ်တဲ့အရာကိုတင်ရမမျှော်လင့်မင်းနဲ့အတုအယောင်ဖြစ်တဲ့အရာတကူတင်မျှော်လင့်တဲ့အခါမှာတင့်ကိုအတုအယောင်နဲ့မာနကလာပြီးတော့မြားခွန်ရင်တင့်အတွေးခေါ်ဟာအပြစ်နဲ့ဆိုင်တဲ့အရာကိုဥတီနေတဲ့အတွက်ကြောင့်မလို့မာနက်ဆွဲခေါ်တဲ့အရာနောက်ကိုပါသွားနိုင်စရာအကြောင်းရှိအဲ့အထဲမှာပဲအဲ့အတွေးခေါ်ထဲမှာပဲဖောက်ပြန်ခြင်းဆိုတာဝင်လာတာဒါကြောင့်မို့ကျွန်မပြောချင်တယ်တစ်တစ်ချက်စကားကကွဲကွာမယ်ဆိုစကားကိုမပြောနဲ့နှစ်တစ်ချက် ငါအာတခြားယောက်ျားတွေကောင်းတဲ့အရာအပေါ်မှာအဲ့လိုယောက်ျားမျိုးလိုချင်လိုက်တာငါယောက်ျားအဲ့လိုဖြစ်ရင်သိကောင်းမှာပဲဆိုပြီးပုံစံနဲ့သွားပြီးတော့မတွေးပါနဲ့တင့်ခင်မွန်းတဲ့ကိုတင်အရှိရှိတိုင်းလက်ခံဖို့ရတဲ့ဖြစ်တယ်သူ့ရဲ့ဖြစ်ချင်းကိုတင်လက်ခံပြီးတော့သူ့ရဲ့အထဲထဲမှာရှိနေမပြည့်စုံတဲ့အရာတွေကိုအဲတင်တင်လိုချင်တဲ့ဆန္ဒတင်လိုချင်တဲ့ပုံစံဖြစ်လာအောင်